လူယုံလေးနော်ခရင်လှုပ်တာမှနည်းနည်းပါမဟုတ်7.7ဆိုတော့ဥလာတဲ့လမ်းကြီးကအမြန်လမ်းကြီးကထက်ချမ်းနေကွဲဂျုံတို့မဟုတ်ကြီးနေဖြစ်ဩငါဖြတ်လာတဲ့လမ်းလေးကငါနောက်ကဖြစ်လိုက်လာတာပါလားနောက်ကကားတွေတော့မှမလွတ်ဘူးအဲ့ဒီနေ့မှပဲပင်းရအထွက်တဲ့ကားကလည်းခါတိုင်း6နာရီထွက်တယ်ဒီနေ့တော့ဗိုက်ရဲတဲ့စောစောထွက်မယ်တဲ့လမ်းမှာဟိုကျွဲတဲ့ဆုံးကစစ်စီကြီးတွေပါကြီးကြာတယ်တဲ့ကျွန်တော်တို့ရန်ကုန်စောစောဝင်ရအောင်လို့စောစောထွက်လာတဲ့ကားတစ်စီးပဲ အဲ့ဒီကားလေးကိုလိုက်မိလို့ဘုံတွေကျဲနေတဲ့ကြားထဲကမွေးတာစစ်အတွင်းမှာမွေးတော့ခုနသမီးပြောတဲ့သေကန်းဆိုတာတော်တော်နှီးစက်ပါတယ်အဲ့ဒီမေချိုကဇလန်းတွဲလေးကိုကြိုက်တော့ဒီကနေပြီးတော့သူတို့ဆန္ဒပြုတဲ့အတိုင်းနော်ရုပ်ရှင်ဂျုံတင်ကားကြီးကိုပြန်ရိုက်ကြပါလို့မြစ်တန်ရက်ခံတဲ့အတိုင်းဒုလုပ်သူတွေကလည်းရုပ်ရှင်ကားကြီးဖြစ် တော်တို့ဒီပင်ပြမှာအခုတွားရိုက်တာပါတွားတွားရိုက်ပြီးတော့တချို့ကတော့မပြီးသေးဘူးပေါ့လေကြာသေးခဲ့တယ်ဥကတော့ဥခံပြီးတော့တို့ကအဲရှမ်းပြည်ပဲရာသီဥတုဖေးစီလေးနဲ့နေပါအောင်လားဆိုတော့ဥကမနေပါဘူးဟိုပြီးရင်တော့ပြန်ပါပဲဆိုပြီးတော့အတင်းပြန်လာတာပြန်နေနေပဲအဲ့ဒါညနေပြန်နေအဲလမ်းမှာမိုးလင်းတော့ရန်ကုန်မိုးလင်းကလေးရန်ကုန်လဲရောက်တော့အဲနေရာလောက်ပေါ့ လူယုံလေးနော်ဘယင်လှုပ်တာမှနည်းနည်းပါမဟုတ်7.7ဆိုတော့နော်ဟို4.0မှတော်တော်ထိခိုက်တာလေ7.7ဆိုတော့ကဘာမှာအကြီးဆုံးဘယင်လှုပ်တာကြီးနဲ့ကြုံကြတယ်အဲ့ဒါလောက်ကြီးကြီးမားမားဖြစ်လိုက်မယ်လို့ခံစားတကယ်လို့သာဦးကားနောက်ကျလို့လမ်းမှာဖြစ်နေမယ်ဆိုဟိုမရောက်ဒီမရောက်လာဖြစ်မလားတချမ်းကွဲနေတဲ့လမ်းကြီးလမ်းကြီးတွေဟိုဟိုတချို့ကားတွေအဲ့လိုဖြစ်သွားလေမှောင်ထဲမှာမမြင်ရဘူး အားချင်းဖြစ်ပြီးတော့မောင်းနေတဲ့ကားတွေကြောက်တဲ့ကြတာတို့လမ်းမေးပေါက်သွားတာတို့ကဖြစ်တယ်။ဥကရန်ကုန်လဲပြန်ရောက်တော့မရင်လှုပ်ဒီဆိုတဲ့သတင်းလေးကြားလိုက်ရတယ်။အဲ့ဒီနေကင်းကင်းကဲဆဲပြည်သမားတွေကိုသွားကူညီမယ်ဆိုတော့အခုရန်ကုန်ကနေထွက်လိုက်တဲ့ခါကျဥလာတဲ့လမ်းကြီးကအမြန်လမ်းကြီးကထက်ချမ်းနေကွယ်ဂျုံတို့မခေါင်းကြီးနေဖြစ်ဩငါဖြတ်လာတဲ့လမ်းလေးကငါနောက်ကဖြစ်လိုက်လာတာပါလားနောက်ကကားတွေတော့မှ မလွတ်ဘူး အနေရီဖြစ်တော့ဆိုရတယ်ခုနသမီးပြောလို့ပေါ့နော်အာအဲ့ဒီကံတရားလေးပါအဲ့ဒီနေ့မှပဲပင်းတရားထွက်တဲ့ကားကလည်းခါတိုင်း6နာရီထွက်တယ်အဲ့ဒီကားသမားကလည်းဒီနေ့တော့ဗာရီတဲ့စောစောထွက်မယ်တဲ့လမ်းမှာဟိုကျွဲတဲ့ဆုံးမှာစစ်စီးကြီးတွေဘာကြီးကြားတယ်တဲ့ကျွန်တော်တို့ရန်ကုန်စောစောဝင်ရအောင်လို့စောစောထွက်လာတဲ့ကားတစ်စီးပဲအဲ့ဒီကားလေးကိုလိုက်မိလို့ရန်ကုန်လဲရောက်အရင်ကလှုပ်အပ်လို့ဖြစ်တယ်တန်ခိုင်းအကျိုးလို့ဆိုရမှာပေါ့လေအဲ့လိုဘယ်နှကြိမ်ရှိပြီလဲဆိုတော့ ဟိုကတိပါတဲ့ဘကိုးသားတွေနော်အဲ့ဒါဥပဒုတိယကဘာစစ်ထဲကမွေးတာပါ1935မှာနော်ဒုတိယကဘာစစ်ကြီးဖြစ်နေတဲ့အချိန်မှာမွေးတာနော်တေဘောမောင်းပါတော်မူပြီးတဲ့နောက်ပိုင်းပေါ့နော်ဗမာပြည်ကျော်ဘဝရောက်နေတဲ့အချိန်မှာ1935မှာမွေးတော့ဘုံနေကျဲတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာဘာလို့တော်ရွာတွေမှာဘကိုးနယ်ပဲမှာတော်ရွာတွေမှာဘုံကြီးနေတဲ့မှာနေရတယ်အဲ့ဒီဘုံကြီးနယ်မှာအမေဖြစ်သူဒေါ်စိန်မြတ်အဖေဖြစ်သူကဦးမောင်ကွန်တဲ့ နော်အဲ့ဒီဘုံညင်းထဲမှာအမေကဘာဘုံဘုံတွေကျဲနေတဲ့ကြားတွေကမွေးတာဘုံညင်းထဲမှာမွေးတာစစ်အတွင်းမှာမွေးတော့ခုနသမီးပြောတဲ့သေကန်းဆိုတာတော်တော်နှိစက်ပါတယ်နော်တိုက်ပွဲတွေအဲ့ဒါငငယ်တော့ဘာနာမေဟုလူတွေကချစ်စင်တယ်ဟုတ်ခေါ်ကြတယ်မိုင်းဘုံတဲ့ပုံနေတဲ့နေရာမှာဘုံညင်းထဲမှာမွေးလို့ဘုံတွေကျဲလို့မွေးလို့နော်ဒါကြောင့်ဘုံလားဆေးပေါက်ထားတဲ့ညဘုံကျဲကြတဲ့ညမှာမွေးတဲ့ဥစ္စာမိုင်းမှာနော် အဲ့ဒီကအသက်အန္တရာယ်နဲ့ဘလောက်နှီးစပ်တယ်ဆိုတော့တွက်ကြည့်ပြီးတော့နော်အင်္ဂလိပ်ခေတ်ဂျပန်ခေတ်ကိုဖျက်ဆီးလာတယ်နောက်တစ်ခါပြည်တွင်းစစ်ဖြစ်ပြန်ရောနော်အဲ့လိုပေါ့အချိန်ကြီးမလားလို့ပြည်တွင်းစစ်ဖြစ်တော့လဲဒီလိုပဲတိုက်ပွဲတွေကြားထဲမှာဥတို့ရွာတွေဆိုတာကမေစာပင်လို့ဖြစ်နော်တည်တဲ့လူတည်ရှင်တဲ့လူရှင်ပေါ့နော်အဲ့ဒီအချိန်မှာလဲကာယောဂါတွေကကြောက်ယောဂါတို့ပလိယောဂါတို့အများကြီးတည်ကြတယ်ဥလိုစကားပြောရင်တုံးလို့ပဲလဲတည်ကြတာတော့ရမှာ ။ဘာယောဂဘာဆေးမှလည်းမရှိဘူး။ဒီလိုပဲနေရင်သိကြတာပဲ။နော်။အန္တရာယ်ကတော့ရေတွက်လို့တော့မနေနိုင်ပါဘူး။တန်တန်ကြီးကျိုးကန်လေးကောင်းလို့ဘုရုချိန်ပြီးအသက်60ကျော်အထိနေနေရတယ်လို့ပဲပြတ်ပါတယ်။အားကျမ်းမိုင်ကောင်းပါတယ်။ကျွန်တော်အားကစားပါညာလေးလဲလိုက်စားခဲ့တော့ဘလုံးသမားလည်းရွေးစင်လည်းဖြစ်ခဲ့တယ်။ဒီလိုပြအာဂဇာတွေလည်းဘကိုးတိုင်းတို့ဘာတို့မှအကုန်လုံးပါဝင်ခဲ့တယ်လေအဲ့ဒီအာဂဇာအခြေခံလေးတွေလည်းတက်မှရေးပါပါတယ် နော်ဒီဒုက္ခရောက်နေတဲ့လူတွေမြင်လို့တော့မကောင်းပါဘူးသီလရှင်တွေလည်းလက်တွေပြတ်ဓူးတွေပြတ်ဘုန်းကြီးတွေလည်းအဲ့လိုပဲဒဏ်ရာတန်ကျက်တွေနဲ့မသေးလို့ရှင်ပြီးတော့ဆေးဟုံရောက်နေတဲ့လူတွေပါသေတဲ့လူတွေကခေါ်လို့တော့ဟူတဲ့တွေမကုန်သိဘူးအဲ့ဒီလူနာတွေကိုတွားပြီးတော့ပေါ့နော်တောက်ရည်တန်းလူတွေတတ်နိုင်တဲ့လောက်ငွေကြီးလဲပေါ့နော်တတ်နိုင်တဲ့လောက်ငွေကြီးတွေလည်းလူနာအလုံးလိုလိုပါပဲနော်မန္တလေးဆေးဟုံကြီးအပေါ်ရအောက်ထပ်စကိုင်းဆေးဟုံကြီးအပေါ်ရအောက်ထပ်ကိုဥက္ကိုတိုင်းသူခဲ့တဲ့ ဓာတ်ပုံလေးတွေရှိပါတယ်နော်ဓာတ်ပုံလေးတွေလိုရင်တော့ကူးလို့ရတယ်ပြောသမီးရှိမှာပါလားလိုက်လှူဒါန်းနေတဲ့ဘုံကြီးတွေပါချီပြက်လက်ပြက်တွေအကုန်လုံးအနေရတွေကိုကိုတိုင်းကိုကြသွားခဲ့တာကိုတိုင်းကိုကြသွားလှူခဲ့တာပါနော်တချို့ကလည်းဥတော်မိုင်းလည်းဟိုယောဂဝေဒနာတွေနဲ့ကာယောဂတွေနဲ့သေပြီးလို့လဲသတင်းတွေွှင့်နေကြတယ်လေသတင်းမားတွေလွှင့်နေကြတယ်အဲ့တော့ကိုချစ်တဲ့ပိဋကတ်တွေစိတ်မကောင်းတာတော့ကိုလည်းစိတ်မကောင်းဘူးပေါ့ အဲ့တော့ကိုချစ်တဲ့ပြည်သားကျေးဇူးရှင်တွေကိုဟိုမသေးသေးပါဘူးเนาะအမှုပညာနဲ့အလုပ်သွေးဆက်ပါအောင်လေဆိုတာလေးကို message ကလေးပို့ခြင်းတယ်